ပြည်တွင်းစစ်ပြဿနာအပိုင်၅ဗမာပြည်ပြည်တွင်းစစ်အပေါ်ကပ္ပစနစ်ဤအကျိုးသက်ရောက်မှုဗမာပြည်ပြည်တွင်းစစ်ဟာပြည်တွင်းပြစ်စစ်စစ်ဖြစ်ပါတယ်ပြည်တွင်းပဂရိအခြေအနေတွေနဲ့ပြည်တွင်းပဂရိအချက်လက်တွေကြောင့်ပဲဖြစ်ခဲ့တဲ့ပြည်တွင်းစစ်ပါဘုသူပြောကမှ မပါပါဘူးဒါပေမဲ့ကပ္ပစနစ်ရဲ့အကျိုးသက်ရောက်မှု ရှိတယ်လို့ရှိပါတယ် ဗမာပြည်ပြည်တွင်းစည်ရဲ့သမိုင်းကိုပြန်ကြည့်ရင်ကပ္ပစနစ်၃မျိုးရဲ့အကျိုးသက်ရောက်မှုရှိတာတွေ့နိုင်ပါတယ်ပထမဆုံးစနစ်ကနယ်ချဲ့ကပ္ပစနစ်ပါဒါပေမဲ့နေဝင်ချိန်စနစ်ဖြစ်လို့တိတ်ကြကြမဖြတ်တမ်းရပါဘူးချာချီတို့ဒေါ်မန်စမစ်တို့ကအသိရှိစွာဖြစ်စေ အသိမဲ့စွာဖြစ်စေလက်နက်တွေတော့ဖြန့်ပေးခဲ့ပါတယ်ပြည်တွင်းစစ်ကိုလက်နက်ရှိသူမှတိုက်နိုင်ပါတယ်ဒုတိယစနစ်က စေအခေကပစနေပါ အစအလဲအဆုံးဖြတ်တန်းခဲ့ရပါတယ်စေအခေကို ဖြတ်တန်းကြတာမှာတိုင်းပြည်တစ်ခုနဲ့တစ်ခု မတူပါဘူးထိုင်းကတစ်မျိုးပါ အမေရိကန်ဘက်ပြက်ပြက်ရက်ပြီးဖြတ်တန်းခဲ့တယ်နောက်ကြမှာတဖြည်းဖြည်းခွာတယ်ဒါပေမဲ့ဘယ်တော့မှဂျာနေဂိုင်းနေမပါခဲ့ပါအခုပုံစံသစ်အာဆီယံခေတ်မှာတော့အမေရိကန်နဲ့ပဲနှီးစပ်ပါတယ်ဗမာပြည်ကတော့တစ်မျိုးအိန္ဒိယနဲ့တရုတ်ကြားနေရတဲ့တိုင်းပြည်ဆိုတော့ ထိုင်းလုပ်တယ်လို့လုပ်လို့မရပါဘူး1948ကနေ1959ခုနှစ်တွေရဲ့အစပိုင်းအထိအမေရိကန်နဲ့ရင်းနှီးလိုပါတယ်ဒါပေမဲ့ပြက်ပြက်လဲမရက်ရဲပါအိန္ဒိယနေရူးနဲ့တရုတ်ချွိုင်းလိုင်းတို့နှစ်ဖက်ညက်ပြီးဆွဲဆောင်လို့ဗမလိုက်ဂျာနီဖြစ်လာပါတယ်ငြင်းငြဲစွာချင်တွဲနေဆိုင်မူငါးချက်ကို ကမကထပြုသူတွေပါလာပါတယ်ဒီလိုဖြစ်တာတိုင်းပြည်နဲ့ပြည်သူအတွက်တော့အကျိုးရှိပါတယ် မရိကန်ရောဆိုဗီယက်ပါကြားနေတာကိုနှစ်သက်ကြတာမဟုတ်ပါဘူးအထူးသဖြင့်အမေရိကန်ကမနှစ်သက်ပါဘူးကြားနေတယ်ဆိုတာတိတ်ခါမဲ့တာပဲလို့သူကထင်ပါတယ်ကမ္ဘာကြီးမှာအမေရိကန်ဂိုင်းဆိုဗီယက်ဂိုင်းနဲ့ကြားနေဂိုင်းကြီးရှိနေတာကောင်းပါတယ်ကမ္ဘာငြိမ်းချမ်းရေးကိုတစုံတရာထိမ့်သိမ်းနိုင်တာဖြစ်လို့ပါပဲဗမာပြည်အစိုးရတွေမှာပြည်တွင်းစစ်တိုက်ဖို့လက်နက်ရေးတောင်းမြစ်မခက်ခဲပါဘူးရန်ကုန်အစိုးရခေတ်ကပဲ ယာယီခက်ခဲခဲ့ပါတယ်ဒါလဲအိန္ဒိယကဝင်ဖြည့်ရှင်းပေးခဲ့ပါတယ်နောက်တော့လုံးဝမခက်တော့ပါဘူးငွေရှိဖို့ပဲလိုပါတယ်ဘာကပအတွက်ကတော့စစ်လက်ကျန်ဂျပန်လက်နက်တွေဟောင်းမြင့်ပျက်စီးတော့ကြည်စံမရှိတော့ကြာလေခက်လေပါပဲလက်နက်တလက်ကြီးတောက်ငွေတစ်ချက်ပြိပဘယ်စီကမှမရခဲ့ဘူးပါဘူးဇရာနော့ဖ်မြောက်ပေးတာဆိုရင်သူတို့ကိုဆိုဗီယက်ကကူရမှာပေါ့ မကူပါဘူးဘာကပကိုကူတာ အသက်ဆက်ပေးတာဟာဖဆပရအစိုးရပါပဲပြည်သူရဲဘော်တို့ RBA တို့ပေါ်လာလို့ KNU ပေါ်လာလို့ဂျပန်တနက်တွေအနာပေးပြီးအင်္ဂလိပ်လက်နက်နဲ့အသက်ဆက်ခဲ့တာပါပဲလက်နက်တလက်ကြီးတောင်ငွေတစ်ချက်ကို ကိုအားကိုကိုရှာခဲ့တာဖြစ်ပါတယ်ဘသူစီကမှမရပါဘူးကွန်မြူနီချင်းကြိတ်ပေးမယ်မထင်ပါနဲ့တီတော့ကဆိုရင်တက်မဟာတစ်ခုစားလက်နက် ဖာဆပလာအစိုးရကိုပဲပေးပါတယ်ယူဂိုစလက်စိတ်မြောင်းကို အတော်ကြာကြာသူတို့စစ်တပ်တုံးခဲ့တာပါပဲခရူရှက်ကလည်းအတွေ့အခေါ်ရနိုင်ငံရေးအရဖာဆပလာအစိုးရကိုပဲထောက်ခံပါတယ်ဒါကြောင့်လဲခရူရှက်ကိုဥကြုံငင်းကအမွန့်တင်ပြီးဦးသိမ့်ဖေမြင့်ကကိုးခဲ့ပါတယ်တီရိုဖြစ်ဖြစ် ခရူရှက်ဖြစ်ဖြစ်ဖာဆပလာအစိုးရကိုကူတာကသူတို့ရဲ့နိုင်ငံရေးအကျိုးကြည့်ပြီးကူတာပါ ဆိုရှယ်လေဂိုင်းတွင်ကပြိပခတ်မှာ ပဘာဘီကိုအတုံးချတာပါပဲ။ဘာပဲဖြစ်ဖြစ်မူကြီး၅ချက်ချမှတ်တာကိုကြိုးစားပါလေ။တိုင်းပြည်နဲ့ပြည်သူကိုအကျိုးပြုတာဖြစ်လို့လိုလားနှစ်သက်ပါတယ်။မူကြီး၅ချက်ကျေးဇူးကြောင့်အိန္ဒိယနဲ့တရုတ်ခဏထပြီးစစ်တိုက်ကြတော့တော့ဗမာပြည်ကိုဘယ်သူကမှရန်ချေးမပန်းခဲ့ပါဘူး။ကြားညက်မခံရလို့မူကြီး၅ချက်ကိုကျေးဇူးတင်စေရပါပဲ။ဒါပေမဲ့သမိုင်းရဲ့လှဲ့ကွက်ပြောရမလား။ရေရတဲ့ပြောရမလား။ ဘာကပလက်နဲ့တွေတလဟောရအောင်လှုပ်ပေးတာကဘူနေဝင်းဖြစ်ပါတယ်စစ်တိုက်နေသူတိုင်းလက်နဲ့ရကြတာတမလာပါ ရရင်ဘသူမယူပဲနေမလဲယူတာပေါ့ဘူနေဝင်းတွက်ကိန်းမှားလို့ဘာကပလက်နဲ့တွေမကြုံဘူးအောင်ရပါတယ်ဘူနေဝင်းဟာတွက်ကိန်းသမားပါဘူအောင်ကြီးပြောသလို1969ခုနှစ်ကကွန်မြူနတီရုပ်ပြီးဆန့်ကျင်ရေးတရုတ်လူမျိုးဆန့်ကျင်ရေးလှုပ်တာဟာနေဝင်းရဲ့ခက်လွယ်လွယ်ခက်ပေါက်ပေါက် မှတ်ချက်ပေးလိုက်တဲ့ဇကားကိုအောက်ခြေက policy လုတ်လိုက်လို့ဆိုတာလုံးဝမဟုတ်ပါဘူးအမှုပေါ့အောင်ပြောတာပါဒဇကန်ရှာပြီး နေဝင်းလွတ်အောင် လုတ်ပေးတာပါဘာစိန်ထုံးအုပ်ဂိုင်းသားကနေ social ဖြစ်တာ ဥပဖေဥသိမ့်ဖေမြင့်တို့အာနာသိမ့်ဖို့အခါပေးတာကိုညင်းပေတာ1958မှာခဏပဲအာနာသိမ့်ပြီးရုပ်ောက်ပွဲလုတ်ပေးစစ်တမ်းလျပြန်တာ1962မှာကြမှာအပြည့်အပိုင်မလွတ်တမ်း အာနာသိန်းတာဓာရီလောက်တာဟာတွက်ကိန်းသမားမှလောက်တတ်ပါတယ်အချိန်ကောင်းရွေးတတ်တာ ပြတဲ့တာတကားတွေပါပဲ1969ခုနှစ်ကကိစ္စဟာဆန်ကိစ္စနဲ့ငတ်ဘေးကြောင့်ထွက်ပေါက်ရှာတာပဲလို့ပြောကြတာဟာနေဝင်းကိုကာကွယ်ကြတာပါအဲ့ဒီဆန်ကိစ္စအဓိကမဟုတ်ပါဘူးဆန်ကိစ္စကလူလူပါအောင်လှုံ့ဆော်ဖို့တုံးတဲ့ပြည့်ရပါနေဝင်းကတွက်ချက်ပြီးထလှုပ်လိုက်တာပါ ။တဏကပြူဟာဗတ်ပြောင်းမှုကြီးလှုပ်လိုက်တာပါပဲ။နေဝင်းရဲ့တွက်ကိန်းတဏကပြူဟာရ တွက်ချက်မှုက1မူကြီး၅ချက်ဖြတ်ပြီးအမေရိကန်ဘတ်ပြက်ပြက်သားသားကတ်ဖို့အချိန်ရောက်ပြီး1969ခုနှစ်ကစပြီးဗီယက်နမ်ပြည်ထောင်မှာအမေရိကန်ကပါနေတယ်။စစ်ချိန်လဲမြင့်ပြီးရင်မြင့်နေတယ်။အမေရိကန်နိုင်မှာပဲ။သူကဘယ်တော့မှစစ်ရှုံးမှုတာမဟုတ်ဘူး။ နိုင်တဲ့ဘက်ဝင်ပေါင်းမှ အမျက်ထွက်မယ်။နှစ်အင်ဒိုနီးရှားနဲ့မလေးမှာတရုတ်စန့်ကျင်ရေးကွန်မြူနစ်စန့်ကျင်ရေးလှုပ်ခဲကြလို့အမေရိကန်ကစုချခံရတယ်။အမေရိကန်ကတထဲဆိုတော့ဘီလီယံလိုက်ရကြတယ်။အာရှကြားတွေဖြစ်လာတော့မယ်။သူတို့လိုအခုလှုပ်ထားမှနေရကြမယ်။အမေရိကန်ဈေးကွက်ထဲဝင်ရောက်ရရင် စားပဲရတဲ့လို့။၃ပြည်တွင်းကွန်မြူနစ်ပြည်ထနာပြည်တွင်းစစ်ပြည်ထနာကိုဂျာနီရေးတွေ မူကြီး၅ချက်တွေနဲ့လုံနေရင်အမြင့်ပြက်မှာမဟုတ်ဘူးအမေရိကန်ဘက်ပြက်ပြက်ရက်တဲ့နိုင်ငံတွေမှာအမြင့်ဖြတ်ပြစ်နိုင်နေပြီနေဝင်းကဒီ၃ချက်တွက်ချက်ပြီးလုပ်ခဲ့တာပါမူကြီး၅ချက်တာယိုးကို ချိုးပေးလိုက်တော့အနီဒီလိုင်းကြီးဒလဟောစီးဆင်းလာတယ်ဘူအောင်ကြီးရဲ့နေဆက်ကနေဘကိုးရုံးမှထိဟိုချီမင်းလန်းဖွင့်ခွင့်ဘာကဘကိုမပေးလိုက်ပါနဲ့တရုတ်နဲ့အမြန်ချင်းကပ်ပါ ဥနုနဲ့သူ့ကိုတရုတ်ပြည်လွတ်ပါဟိုတုန်းကသူတို့မော်စီတုံးကို တက်ပြော်ခဲ့လို့တရုတ်ပြည်ရောက်ဘာကပတွေကိုဗမာပြည်ပြန်ခွင့်မပေးဘဲထားခဲ့မှုတယ်အခုလဲဘာကပကို မကူညီဘဲပြန်ခေါ်အောင်လုပ်ဖို့သူတို့နုအောင်ကြီးကိုလွတ်ပါလို့စာရေးခဲ့တယ်ဘိုးအောင်ကြီးစာကိုမရခင်ကလေးကတွက်ကိန်းမှားသွားပြီဆိုတာ နေဝင်သိပါတယ်ဒါကြောင့်တရုတ်ပြည်ကိုအမျက်ဖြေစကားတွေပြောနေတာပါပဲ ဆိုဗီယက်ကတရုတ်ပြည်ကြောက်ကြအောင် နေဝင်းကိုဒီကိစ္စကုလသမဂ္ဂတင်စေခြင်းနဲ့တရုတ်က ကုလသမဂ္ဂရဲမဝင်နိုင်သေးခြင်းဖြစ်တယ်1987ကျမှဝင်ဝင်ရတာနေဝင်းအတွက်လွဲသွားတာကနိုင်ငံကြီးတွေရဲ့နိုင်ငံကြီးကို တွက်ချက်ရတာဖြစ်လို့ပဲဗမာပြည်နိုင်ငံကြီးကိုတွက်ချက်ရတာကလွဲတယ်ဥနုဥပဆွေဥကြောငိမ်းဥသိမ့်ဖေမြင့်ဥဘိုးတခင်စသူတွေဘလို့တုံ့ပြန်မယ်ဆိုတာကို တွေ့ရတာလွဲပါတယ်ပြီးတော့လဲအာနာရဲ့ထောင်လန်းရဲ့ပလိတ်ရဲ့ထောင်ရဲ့ကလည်းကိုပိုင်မဟုတ်လားခုတွေ့ရတာကကြီးငါကြီးတွေက၃ကြီးအမေရိကန်ဆိုဗီယက်တရုတ်ကိုတွေ့ရတာပဲသူတို့ဘာလုပ်နေလဲဘာလုပ်လိမ့်မယ်ဘာတွေဖြစ်မယ်ဆိုတာတွေ့ဖို့ဆိုတာမလွဲပါဘူးနေဝင်းတွက်ကိန်းမှတော့အမေရိကန်ရဲ့ဆုမရပဲတရုတ်ရဲ့ဓာန်မေးတာပဲခံရပါလား ထောင်ကွာ60ခုဆိုတာတရုတ်ပြည်မှာယဉ်ကျေးမှုတော်လှန်ရေးစဖြစ်ပြီးအချိန်ရနေချိန်မှာပြည်ပအန္တရာယ်တိတ်တရီထားနေပါတယ်ဗီယက်နမ်စစ်မီးကျယ်ပြန့်လာမလားဆိုတာစောင့်ကြည့်နေချိန်ဖြစ်ပါတယ်တရုတ်ပြည်ကအလွန်အကဲဆက်နေချိန်မှာသွားပြီးရန်စတယ်လို့လုံးမိလို့ဒုက္ခတွေ့တာပါဒွေရော ဥပတ်ရော တိုးသွားလို့တန်ချခံရတာပါပဲဗမာပြည်ကအင်ဒိုနီးရှားမလေးတို့လိုရေမြေချနေတာမဟုတ်ပါ ရေမြေတကြောတဲ့ဖြစ်ရုံမကနေဆက်မှာလက်နက်ကင်တပ်မျိုးစုံ ရှိနေပါတယ်။အစိုးရစစ်တပ်နဲ့နားလည်မှုရထားတဲ့ KMT တပ်တွေရှိနေပါတယ်။ KMT ဆန့်ကျင်တဲ့တပ်တွေလည်းရှိပါတယ်။တန်ချဖို့အချက်လက်ကလည်းအစင်သစ်ဖြစ်နေလို့လွယ်တာပါ။အဓိကအကြဆုံးချက်ကဗမာပြည်မှာပြည်တွင်းစစ်ဖြစ်နေတာပါ။ငြိမ်းချမ်းစွာရှင်တွဲနေရေးမူကြီးငါးချက်ချမှတ်လိုက်လို့ဘာကဘခေါင်းဆောင်တွေနဲ့ကေတာတွေအများကြီး တရုတ်ပြည်ထဲမှာတောင်းတင်းနေပါတယ်။ KNU နဲ့အတူတောခိုကချင်ပြည်ဝမ်ပေါင်တိုင်းပြည်ထူထောင်ရေးအတွက် PNDF ဖွဲ့ပြီးတိုက်ရာကနေတရုတ်ပြည်ထဲပြေးဝင်သွားတဲ့ဘိုနော်ဆိုင်တပ်ကလည်းယာချီရှိနေတယ်။သူတို့ကလည်းတရုတ်ပြည်ရဲ့ပညာပေးမှုကြောင့်တော်လိုင်းရေးပညာရနေတယ်။အမိမြေပြန်ပြီးတပွဲတလန်စမ်းညင်နေကြတယ်။မူကြီးငါးချက်တာယုတ်ကိုနေဝင်းကချိုးပေးလိုက်တော့အဲ့ဒီရဲဘော်တွေပြန်နိုင်သွားတယ် ဗမာပြည်တော်လှန်ရေးသမားကဗမာပြည်ပြန်လာပါအဲ့ဒီကတဆင့်အနီဒီလိုင်းကြီးဖြစ်လာတာပါပဲဘူအောင်ကြီးဟာ သူဘာကောင်မှမဟုတ်မှန်းသိပါတယ်ဒါကြောင့်ဦးနုကို ရှေ့တင်ပြီးတရုတ်ပြည်သွားဖို့စီမံကိန်းချတာပါဦးနုကလည်းခေတ်သက်ရှင်ဒိတာပေါမောက်တာဝန်မယူဝတ်ပါဘူးသူ့မှာလည်းသူ့စီမံကိန်းရှိနေပါတယ်အက်ဒဝတ်လော်ယုံစီမံကိန်းပါထိုင်းဗမာနယ်ဆက်သွားပြီး အနီဒီလိုင်းတားဖို့တာယိုးကြီးဆောက်ဖို့စီမံကိန်းပါအရှိတောင်အာရှကိုအနီရောင်မလွှမ်းစေဖို့လုပ်တဲ့စီမံကိန်းမှု လုတ်ပြော်တယ်လို့ဥနုထင်ပါတယ်အမေရိကန်အကူအညီလဲဒလဟောရလာမယ်လို့ထင်ပါတယ်ရှေ့တန်းမှာ နေဝင်းကအနီဒီလိုင်းတားနောက်တန်းကဥနုက တာယိုးသစ်ဆောက် စီမံကိန်းတစ်ခုလုံးရဲ့ညွန့်ချုပ်ကအမေရိကန်ဥနုမှာခေါင်းဆောင်မှုအင်အားတောင့်ပါတယ် Edward Lawyer ရဲ့ COA ကြောင့်ထိပ်သီးတွေစုမိပါတယ်။အစိုးရအဖွဲ့တစ်ဖွဲ့စာရှိတဲ့ခေါင်းဆောင်တွေစုမိတာပါ။နိုင်ငံခြားမှာသွားပြီးအခြေချနေသူတွေတောင်လန်ဆန်တက်ကြွလာပါတယ်။ American အကူအညီသာရလို့ကတော့ Mo Do နဲ့တိုက်မရောက်ပါပဲ။ဒါပေမဲ့လူလူလက်မခံပါ။ American ဖြစ်ဖြစ်ဘယ်သူဖြစ်ဖြစ်ဝင်းလာမှာလက်မခံနိုင်ပါ။စစ်အတွင်းဂျပန်နဲ့ပေါင်းပြီးအင်္ဂလိပ်တိုက် အင်္ဂလိပ်နဲ့ပေါင်းပြီးဂျပန်တိုက်တာကို၃နှစ်အတွင်းလုပ်နိုင်ပါတယ်။နောက်၃နှစ်အတွင်းလွတ်လပ်ရေးရပါတယ်။စစ်အေးခေတ်မှာဒီလောက်လွယ်မှာမဟုတ်ပါ။လွယ်လွယ်ထွက်သွားမှာမဟုတ်ပါ။စီမံကိန်းကြီးတွေမှာပါနေတဲ့ဇက်ကောင်တွေမှာ ကိုစီညီမှန်းချက်ရှိပါတယ်။ဘုံနေဝင်းကလည်းမဆလာတပါတီ အာဏာရှင်စနစ်ကမလျှော့နိုင်။ဦးနုကလည်းပါလီမန်ဒီမိုကရေစီကိုအပေါ်မခံနိုင်။ KNU NMSP တို့ကလည်းရီမန်းချက်ကိုစီရှိနေတော့ညွန့်ကြုတ်လဲဘာမှမတတ်နိုင်ပါဘာကဘရဲ့အနီလိုက်ကိုစီးရေးကလည်းပါတီတွင်တော်လိုင်းရေးလမ်းစဉ်ကြောင့်ရှေ့မတို့နိုင်အနီလိုက်တားရေးဘက်ကလည်းတညစ်တညစ်ထဲမရှိဤလဲလဲဖြစ်နေကြိုင်းပါပဲတရုတ်ပြည်ကတဏ္ဍာပြူဟာအကွက်တကွက်ရွှေ့လဲပါတယ်1981ကစင်ဂျာရဲ့လျှို့ဝှက်တရုတ်ပြည်ခီးနဲ့ ်အမေရိကန်သမ္မတရဲ့တရားဝင်1982ခီးပါရဲဘော်မော်စီတုံးရဲဘော်ချိုရင်လိုင်းတို့ရွှေ့လိုက်တဲ့အကွက်ပါတရုတ်ပြည်ကိုအမေရိကန်ရဲ့တင်ငကပြူဟာမိတ်ဖက်ဖြစ် ပြောင်းသွားစေတဲ့အကွက်ဖြစ်ပါတယ်စစ်အေးခက်မှာနေရာယူမှုအသစ်ဖြစ်သွားစေပါတယ်တရုတ်ရောအမေရိကန်မှာသဘောတူလို့တင်ငကပြူဟာ မိတ်ဖက်ဖြစ်တာပါ အနီလိုက်တားဖို့အမေရိကန်ကတာယိုသစ်ဆောက်ဖို့မလိုတော့ပါဘူး ဦးနုတို့အိမ်ပြန်ရုံးမှတပါတခြားလို့เสียမရှိတော့ပါဘူးဘုံနေဝင်းရဲ့အိမ်ပြန်ခဲ့ဖို့ခေါ်တံကို သူပြစ်ပယ်လို့မဖြစ်တော့ပါတရုတ်နဲ့အမေရိကန်နေရာယူမှုအစ်စ်ဖြစ်မယ်ဆိုတာကိုဘယ်သူမှမမှန်းနိုင်ခဲ့ပါဘူးဆိုဗီယက်ကဒေါပွားဆုံးမှာဆိုဗီယက်ကို ပို့ပြီးထိပါလေဘုံနေဝင်းလဲအာဘတ်ဖြေဖို့တရုတ်ပြည်အကြိမ်ကြိမ်သွားပါတော့တယ်တကြိမ်မှာတော့ဝင်းကြီးချုပ်ချင်း ဆွေးနွေးရမှာဆွေးနွေးပြီးလို့ဗမာပြည်ပြန်ကန်ရေးမှာဩဂရမော်ကို သွားနှုတ်ဆက်ပါတယ်။လုံနေကြထုံးစံမှုလုံးတပါနှစ်ဖက်ထူးထူးထူထူပြောလို့မရှိပါ။ဒီတစ်ခါမှာတော့မထင်မှတ်ပဲရဲဘော်မော်စီတို့ကဗမာပြည်ပြည်ရင်းစစ်ပြဿနာဖြေရှင်းဖို့ဘာကပါတဲ့မဆလာဩဂရချင်းစကားပြောဖို့တိုက်တော်မှာတယ်။ဘိုးနေဝင်းကလည်းသူ့အနေနဲ့စကားပြောဖို့သဘောတူကြောင်းသူ့လူတွေနဲ့တိုင်ပင်ပြီးနှစ်ဖက်ဆွေးနွေးဖို့ တရားဝင်အကြောင်းပြမဲ့ကြောင်းပြောပါတယ်ရဲဘော်ဝါကိုဖုံးတဲ့ထက်ရဲဘော်တိန်ချောင်ဖင်လက်ထက်မှာလဲဒီလိုပဲအကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်1989နဲ့1989ကြာမှာစကားပြောပွဲလုပ်ဖြစ်တာပါကမ္ဘာစနစ်ကဗမာပြည်ပြည်တွင်းစစ်ကိုဘလို့အကျိုးသက်ရောက်စေတယ်ဆိုတာသိဖို့အသေးစိတ်တင်ပြတာပါပဲကိစ္စတွေကပြီးခဲ့ပါပြီထပ်တကြပြန်လာမှာမဟုတ်ပါ ဒါပေမဲ့ကဘာစနစ်အပြောင်းလဲဟာမမျော်လင့်ပဲဖြစ်တဲ့အကြောင်းကိုအတွေ့အကြုံနဲ့သင်ခန်းစာထုတ်ယူဖို့လိုပါတယ်။စစ်အေးခေတုံကအိန္ဒိယကဗမာပြည်နဲ့တိုက်မပတ်သက်ခဲ့ပါဘူး။စစ်အေးခေလို PPP မြင်မဖြစ်ခင်တုန်းကရန်ကုန်အစိုးရကိုကယ်ခဲ့ပြီးနောက်မူငားချက်နဲ့ပဲဗမာပြည်ကို ထိန်းထားပါတယ်။အဓိကအာရုံပြုတာကစင်တို CENTO ဒေပါနေတဲ့ပါကစ္စတန်မှာ။ တရုတ်ကတော့သမိုင်းအမွေဖြစ်ကွန်မြူနီချင်း စိတ်ဓာတ်အရဆက်ဆံပါတယ်စီဒို SEATO ရှိနေတာဗီယက်နမ်စစ်ဖြစ်နေတာကလည်းရှိတော့ဗမာပြည်အရေးကို စိတ်ဝင်စားပါတယ်မူကြီး၅ချက်ကိုနှစ်ဖက်ကထိမ့်သိမ့်ဖို့အလွန်အမင်းလိုလာပါတယ်ဒါကြောင့်ပြည်တွင်းစစ်ထဲဝင်မပါမိအောင်အလွန်သတိထားပါတယ်ဘာကဘာကို ကြည်တောက်လက်နဲ့တလက် မကူသလိုအစိုးရဘက်ကိုလည်းလက်နဲ့ ကြီးမရောက်ပါဘူးစစ်ဝတ်စုံချုပ်နိုင်တဲ့ပိတ်စစ်ဖက်နဲ့တောင်မရောက်ခဲ့ပါဘူးမူကြီး၅ချက် ပြန်ပြီးထိန်းကြတာရဲ့စစ်အေးလွန်ခေတ်ရောက်တာရဲ့ကမရှိမနှောင်ဖြစ်ပါတယ်နယ်စပ်မှာပြည်တွင်းစစ်မရှိစေခြင်းယုံမကနိုင်ငံရေးလဲတည်ငြိမ်စေခြင်းနဲ့ဆန္ဒတိတ်ကိုပြင်းပြပါတယ်စစ်အေးလွန်ကာလရောက်တာနဲ့တရုတ်ပြည်ရဲ့ပြုပြင်ရေးနဲ့တကားဖွင့်ရေးကလည်းမရှိမနှောင်ပေါ်တာပါဒါကြောင့် ရောင်းနိုင်တာအကုန်ရောင်းဝယ်နိုင်တာအလုံးဝယ်ပါတယ်။မူကြီးငါးချက်ပြည့်နေတုန်းကဘာကပကိုကူညီနေတုန်းကဆိုရင်တစ်တတိုးစဘာတစိမဝယ်ပါ။ဘာကပကစဘာထွက်တဲ့ဒေတာကနေတရုတ်ပြည်ဖြက်ပြီးစားစရာမလုံလောက်တဲ့ဝနယ်ကိုဆန်းသေးပါရစေ။ဗမာပြည်မြောက်ဖြားမှာအလေးကျပောက်ပြီးတောထနေတဲ့တစ်တွေရောင်းမရစေလို့အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ဒုတ်ကူရာဟာ ဗမာပြည်ကဆန်တွေတစ်တွေလိုချင်လို့ကူတာလို့အပြောခံရမယ်။ဒါကြောင့်တစ်တတို့စဘာတစိတ်တရုတ်ပြည်ထဲမှာသွင်းပါနဲ့။ဝါနယ်တည်သွားတဲ့စဘာလူတွေသိမှာမဟုတ်။တရုတ်ပြည်ထဲသွင်းတာပဲသိကြမှာဆိုပြီးယတိပြက်ပယ်ချပါလေ။ရဲဘော်ချွေလိုင်းကိုယ်တိုင်ပယ်ချတာပါ။ဝါနယ်မှာစားစရာမရှိရင်ဆန်ပေးမယ်ဆိုပြီးဆန်တွေနှစ်တိုင်းပေးနေပါလေ။ငူကြီးငါးချက်ပြန်ဖြစ်လာတာဟာနယ်ဇက်ကလူမျိုးစုရဲဘော်တွေကို ညဉ့်ညာရေးအဖွဲ့ဒီစကလုံးကဘဂဗတာသုံးတာပဲစစ်အစိုးရကတက်တန်သမျှရှောင်နေဝေါ်ဟာတာပါညဉ့်ညာရေးအဖွဲ့တွေဖြစ်စီတာပါပဲနေဆက်အယောင်းဝယ်တွေလည်းဖွံ့ဖြိုးလာစီပါတယ်ရောင်းရဝယ်ကြတာမှာဘာတွေရောင်းပြီးဘာတွေဝယ်တယ်ဆိုတာဗမာစီးပွားရေးမဂဇင်းတွေမှာတွေ့နိုင်ပါတယ်လွတ်လွတ်လပ်လပ်ရောင်းကြဝယ်ကြတော့ဒါကိုအမေရိကန်က မလိုလားပြန်ဘူးစစ်အေးခစ်တုန်းကသူတို့ပြောခဲ့ဟောခဲ့တာတွေကို 180ဒီဂရီလှည့်ပစ်လိုက်တယ်။ပိတ်ရမယ်ဆုတ်ရမယ်ဖြစ်လာတယ်။ကဘာကြီးကဒီတစ်ခုတည်းပါပဲ။လယ်မြဲလဲနေပါတယ်။ဒါပေမဲ့စစ်အေးလွန်ကာလရောက်လာတော့တမျိုးဖြစ်လာတာပါပဲ။တရုတ်ပြည်ဟာတဏ္ဍာပြူဟာမိဖက်လာ ပြိုင်ဘက်လာရန်သူလို့မသုံးဝင်သေးဘူး။တယောက်တမျိုးပြောလာပါတယ်။စစ်အေးခက်တုံးကတော့မိဖက်စစ်အေးလွန်ခက်မှာ ပြိုင်ဘက်ဘလောင်ပလဲလုပ်ပါတယ်။ အဲ့ဒီလိုဘလောင်မလဲအမေရိကန်လောက်တာကိုဖားဖို့ထေးဖို့စ조사နေကြတန်ကြားရပါတယ်ကွန်မြူနစ်နဲ့ဖက်ဆက်အတူတူပဲလို့ပြောတန်ကြားရပါတယ်ကလေးကတော့မတူဘူးဆိုတာသိနေတဲ့ကိစ္စကိုဘာကြောင့်ဘလောင်မလဲဖြစ်လာတယ်လဲဆိုတော့အမေရိကန်ဆရာကြီးကိုတိုင်ကဘလောင်မလဲလို့လို့ပါပဲကိုမိတ်ဆွေတွေပြောတာကိုတာဝန်ရပြောတာပဲလို့သဘောထားလိုက်ပါတယ်စစ်အစိုးရကိုဖက်ဆက်လို့ဘာကဘာက ဘယ်တော့မှမပြောပါ။ဘာကြောင့်လဲဆိုတော့ဖက်စစ်စနစ်ကနယ်ချက်လဝကြီးအုပ်အရင်းရှင်ကြီးတွေမွေးထုတ်တဲ့ဝါဒနယ်ချက်နိုင်ငံတွေမှာသာ ပေါ်နိုင်တဲ့စနစ်ဖြစ်လို့ပါ။ဗမာပြည်လိုကိုလိုနီမဖြစ်အောင်ရှောင်နေရတဲ့တိုင်းပြည်မှာဖက်စစ်စနစ်မပေါ်နိုင်လို့ပါပဲ။ဖက်စစ်ဆန္ဒတော့ရှိပါတယ်။ဗမာနီးဗမာဟန်ဖက်စစ်ဝါဒပဲဖြစ်မဲ့လာလာရှိပါတယ်။စစ်အေးလုံခေဟာခဏပဲရှိမှာပါ။ကမ္ဘာစနစ်တစ်ခုအနေနဲ့ အမြန်မပေါ်မီယာယီရှိတဲ့ကာလကလေးပါပဲ။ဂွင်လုံးကျွတ်နိုင်လိုက်ပြီးထင်တဲ့အမေရိကန်နဲ့အနိုင်ရှုံးမရှိတဲ့ပွဲလို့ထင်တဲ့အင်အားကြီးနိုင်ငံတွေလွန်ဆွဲနေခြင်းဖြစ်ပါတယ်။ဗမာပြည်အနေနဲ့အနေတက်ရမယ့်ကာလဖြစ်ပါတယ်။သဘောထားမှန်ကြမှပြည်တွင်းစစ်ရပ်နိုင်လိမ့်မယ်။စစ်မြေပြင်မှာမရနိုင်တာကိုဇပွဲပေါ်မှာတောင်းနေလို့ကတော့ဘာမှဖြစ်မလာနိုင်ပါဘူး။ဥကြုံငင်းစခဲ့တဲ့ ်တရေသားဖြတ်ချရေး policy အလုံးမဖြစ်ခဲ့ပဲပြည်တွင်းစစ်ကအသက်50ကျော်ပါပြီဘာကဘာအနေနဲ့စစ်ဆက်ဆွေးနွေးပွဲတစ်ခါနဲ့စကားပြောပွဲတစ်ခါလုပ်ခဲ့ပါတယ်စစ်ဆက်ဆွေးနွေးပွဲတုန်းကဖြစ်စဉ်တွေကဦးအောင်စောဦးရဲ့နှစ်90စာအုပ်မှာပါပါတယ်ပြည့်စုံပါတယ်စကားပြောပွဲကိုတော့စစ်အစိုးရကဘာမှမထုတ်ပြန်ပါအပြီးအပိုင်ဖြတ်သိမ်းတယ်ဆိုတာပဲကြေညာပါတယ် 1963စစ်ဆက်ဆွေးနွေးပွဲတုန်းကဘာအခြေခံဥပဒေမှမရှိပါ1949အခြေခံဥပဒေဖျက်သိမ်းထားပါတယ်စကားပြောပွဲကြတော့အခြေခံဥပဒေရှိပါတယ်ဒါပေမဲ့မဆလာတပါတီသာ ရှိရမယ်ဥပဒေပါဘာကပအတွက်တမကမဆလာကလွဲလို့တခြားဘယ်ပါတီမှ မရှိနိုင်ပါအဲ့ဒီစကားပြောပွဲပြက်တော့ပြည်တွင်းစစ်တကယ်ရက်ချင်ရင်ရက်နိုင်မယ်နီလန်းကိုဘာကပကရှာပါတယ် ပါတီစုံဒီမိုကရေစီအခြေခံဥပဒေရှိမှဖြစ်မယ်လို့သိလို့တင်ပြပါတယ်1980ခုနှစ်မှာပါ1988အုံကြွမှုကြီးအထုတ်ထိတ်ရောက်နေတုန်းကပြည်တွင်းစစ်ရဲစဲရေးနီလန်တခုပေါ်လာတဲ့ထင်လို့မြို့ပေါ်ကအင်အားစုတွေအားလုံးစုစည်းပြီးဂျားပြတ်ခေါ်ခေါ်ယာယီခေါ်ခေါ်မြွန်မောင်းအစိုးရတခုပေါ်ရင်ဘာကဘာကအဲ့ဒီအစိုးရကိုထောက်ခံမှာပါအစိုးရတက်သေးကလည်း ယာယီအစိုးရကိုထောက်ခံမဲ့သူတွေတွေ့ထားပါတယ်။အဲ့ဒီလိုဆိုရင်ပြည်တွင်းစစ်ကိုလူလူနီးနဲ့ရက်ပြက်နိုင်လိမ့်မယ်ထင်ခဲ့ပါတယ်။ဘိုအောင်ကြီးနဲ့ဥနုထွက်ပြီးပွဲဖြတ်ကြလို့ယာယီဒီမိုကရေစီညွန့်ပေါင်းအစိုးရဖွဲ့ရေးပြက်ပါတယ်။ပြည်တွင်းစစ်ရက်စက်ရေးအလားလာပါပြက်စီးသွားပါတယ်။အခုခြေလှမ်းသုံးလှမ်း policy ချထားပါတယ်။1988နောက်ပိုင်းမှာပေါ်လာတဲ့ NLD, DPNS, ABSDF ဘဂဒစတဲ့အဖွဲ့တွေအရင်ဆုံးဆွေးနွေးနောက်ငြိမ်းအဖွဲ့တွေနဲ့ဆွေးနွေးတတိယခြေလှမ်းချက်မှာဘဂဗဆွေးနွေးကြဖို့ပါပဲဒါဟာပြည်တွင်းစစ်ရက်စဲရေးကိုတရည်ချင်းလှုပ်သွားဖို့ရည်ရွယ်လို့တင်ပြတာပါပြည်တွင်းအခြေအနေကိုအကဲဖြတ်ပြီးပြည်တွင်းစစ်ရက်စဲရေးနီလန်းတွေဘဂဗကရှာနေအောင်မှာပါပဲပြည်တွင်းစစ်ရက်ချင်းတဲ့သဘောထားဘက်အားလုံးမှာရှိကြမှာရက်လို့ရပါလိမ့်မယ် ငါတို့နိုင်ပြီးပြီးစိတ်ဆက်เสียမလို့ဆိုတဲ့သဘောထားထားနေရင်ဘာမှဖြစ်လာမှာမဟုတ်ပါအဲ့ဒီလိုနိုင်လိုက်ပြီလို့ထင်တာဟာနဝတနာဖမှာမဟုတ်ပါ1952နှစ်တွေတုန်းကလေးကဖဆပလာလဲထင်ခဲ့တာပါကောက်သိန်းကောက်เสียပဲကြံတယ်လို့ပြောပါတယ်စိုက်တာရိတ်တာသုံးလင်းနှစ်ကောက်သိန်းကောက်တာနှစ်40ကျော်ဆိုတော့လူရဲเสียပဲဖြစ်ပါလိမ့်မယ်အခုလဲပြည်ရင်းဆက်ရက်တာမဟုတ်ကြောင်း ငိမ့်ဖွဲ့တွေရှိနေတာကပြပါတယ်။ခြံထဲကကြက်ရိုက်စားထားတဲ့ခွန်စာအဖွဲ့ကိုတောင်ပြက်အောင်နိုင်လိုက်ပါသလား။မနိုင်ဘူးဆိုတာစစ်အစိုးရသိပါတယ်။အမေရိကန်ထွက်ပြီးကျုတ်ကိုက်တို့တည်တဲ့မသားဖြစ်နတ်တန်နှော့သွားတဲ့ဘိုးအောင်ကြီးလည်းအပြက်မနိုင်မှန်းသိပါတယ်။သူပြောတဲ့ကျွတ်တွေဆိုတာအများစုကသူတို့1955က1958အထိလောက်ခဲ့တဲ့လက်နက်ချပွဲကြီးတွေမှာပါနေတဲ့ ောက်ခြေကရဲဘော်တွေမဟုတ်ပါလားသဘောထားမှန်မှန်ညရင်ဘယ်ဘက်ကမှမှပြည်တွင်းစစ်မရက်နိုင်ပါအရှုံးအနိုင်ပြတ်အောင်တိုက်ကြရမှာပါပဲနီကိုအခုတင်ပြခဲ့တာဟာဘဂဗတဲကတယောက်ရဲ့ပုဂ္ဂလိကအမြင်ပါမျိုးဆက်သစ်တွေခင့်မှာပြည်တွင်းစစ်ပြဿနာ ပြေလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်မျိုးဆက်ဟောင်းမျိုးဆက်သစ်တွဲပြီး73နှစ်ခီဖြတ်သန်းခဲ့ပါပြီရှေ့မှာမျိုးဆက်သစ်များကြီ ချီတက်ကြရပါမယ်။ကမ္ဘာစနစ်သက်လည်းမရှိသေးပြည်တွင်းနိုင်ငံရေးလည်းမတည်ငြိမ်သေးတဲ့အချိန်မှာအခြေအနေတွေရှုပ်ရှုပ်ထွေထွေရှိပါလိမ့်မယ်။1938ကနေ1948ဆယ်နှစ်ကာလဟာလည်းရှုပ်ထွေးခဲ့ပါတယ်။အရှုပ်ထဲကနေပြည်တွင်းစစ် ပောက်ကွဲခဲ့ပါတယ်။ဒါကိုလည်းသင်ကန်းစာယူတဲ့နာယူအတွေ့အကြုံဆက်ခံတဲ့နာဆက်ခံကြလိမ့်မယ်လို့ယုံကြည်ပါတယ်။